ဇလန်းအဆာမှာတော့ကိုလံပတ်တဲလာဟာစီလစ်တဘောနဲ့ဝီချီတာတို့၄ယောက်ကအဖွဲဖက်ပြီးဇွန်ဘီတွေကိုတိုက်ခိုက်ရင်ပျက်စီးနေတဲ့ကဘာကြီးမှာရှင်သန်နေခဲ့ကြပါတယ်။ဇွန်ဘီတွေကြောင့်မျိုးပြက်ကြီးလိုဖြစ်နေတာမို့တမရအိမ်မှာလည်းလူမရှိတာနဲ့သူတို့ကတမရအိမ်တော်ကိုသူတို့ယာယီအိမ်ဖြစ်သတ်မှတ်ထားကြပြီးစိတ်ကြိုက်ပျော်ရွှင်နေခဲ့ကြတယ်။ အချင်းချင်းအတွေ့အကြုံမျိုးမျိုးကိုဖြတ်သန်းရင်းကပဲသွေးသားမတော်ဆက်ပဲနဲ့တော့မိသားစုဆိုတဲ့စိတ်မျိုးရှိလာခဲ့ကြပါတယ်။တရက်မှာတော့သူတို့တပ်တွေနိုဝင်ဘာလကြီးမှနေခရစ်မတ်ပွဲတော်ကိုကျင်းပနေခဲ့ကြပြီးတဲလာဟာစီကဆန္ဒဖိုးဖိုးကြီးလိုဝတ်စားလို့လစ်တက်ဘော့ကိုပစ္စတိုတလက်လက်ဆောင်ပေးခဲ့တယ်။ဒါပေမဲ့လည်းတနတ်ကိုအမြဲပြစ်ခတ်ချင်နေတဲ့လစ်တက်ဘော့ကခရစ်မတ်ပွဲမှာတော့ဇွန်ဘီကိုတနတ်နဲ့ပြစ်ချင်တယ်ဆိုတာနဲ့ထွက်သွားတာမို့အားလုံးစိတ်ညစ်သွားခဲ့ကြတယ်။ဝီချီတာကလည်းလစ်တက်ဘော့ရဲ့ပုံစံကသူတို့အဖွဲ့ထဲကနေခွဲထွက်ချင်တဲ့ပုံစံမျိုးဖြစ်နေတာမို့စိတ်ညစ်နေခဲ့ပါတယ်။ အဲ့ဒါကိုအလိုက်ကန်းဆုံးမသိတဲ့ကိုလံဘက်ကအဲ့ဒီညမှာပဲဝီချီတာပြောအောင်ဆိုပြီးသူတင်ထားတဲ့အပွင့်ကြီးကြီးလက်စွပ်တစ်ခွင်းနဲ့လက်ထပ်ခွင်းတောင်းခဲ့ပါတယ်။ဒါပေမဲ့လည်းဝီချီတာကတော့မပြောပဲဒီလိုဇွန်မီတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာလက်ထပ်ခွင်းတောင်းလို့ဆိုပြီးကိုလံဘက်ကိုတောင်အံ့ဩနေခဲ့တယ်။အဲ့နောက်တော့အိမ်ဆောင်ထယ်တွေလောက်တာကကွာရှင်းတာပဲရှိတယ်ဆိုတဲ့စကားချမ်းချမ်းကြီးတွေကိုပြောပြီးကိုလံဘက်ရဲ့လက်ထပ်ခွင်းတောင်းတာကိုညင်းခဲ့ပါတယ်။ တစ်ဖက်မှာလည်းအဖွဲထဲမှာအတကြီးဆုံးဖြစ်နေတဲ့တဲလာဟာစီကအဖွဲထဲကအငယ်ဆုံးဖြစ်တဲ့ Little Boy ကိုအမြင်မတော်တာတွေအတွက်အဖေကြီးတယောက်လိုဆုံးမစကားပြောနေခဲ့တာမို့ Little Boy က "तू ကလေးမဟုတ်တော့ဘူး"ဆိုပြီးကြာလာတော့တဲလာဟာစီရဲ့စကားတွေကိုနားကြားပြစ်ကတ်လာခဲ့တယ်။ဒါနဲ့နောက်နှစ်မိနစ်မှာတော့အဖွဲထဲကမင်းကလေးနှစ်ယောက်ကစားစဆောင်ခြံထားခဲ့ပြီးတဲလာဟာစီသဘောကျတဲ့ဘလူးကြီးလို့နာမည်ပေးထားတဲ့တဲလာဟာစီရဲ့ကားကိုယူပြီးထွက်သွားကြတယ်။ ထွက်သွားတဲ့လမ်းမှာတော့ Little Rock ကတဲလာဟာစီကိုသူ့ကိုယ်သူအဖေလို့ထင်နေတာလားဘာညာနဲ့အတင်းတုံးနေကြတာမို့ Wichita လဲကိုလံဘက်မကောင်းတဲ့အကြောင်းတွေပြောရင်ဖောက်တဲ့ချနေကြတယ် အဲ့ဒီမှာပဲဂီတာတလက်နဲ့ hippy style လူငယ်တယောက်ကသူတို့ကားရှိမှာပိတ်ရနေတာကိုတွေ့တာမို့ little boy လည်းကားမောင်းနေတဲ့ဝီချီတာကိုအမြန်ရခိုင်းလိုက်တယ်။တစ်ဖက်မှာလည်းကောင်မလေးစီမှာအထားခံခဲ့ရတဲ့ကိုလံဘတ်တယောက်ရက်တော်ကြကြေကွဲအပြီးမှာတော့သူနဲ့အတူကြံနေခဲ့တဲ့တယ်လာဟာစီနဲ့အတူယူစရာရှိတာယူဖို့ shopping center တစ်ခုကိုထွက်လာခဲ့ကြတယ်။အဲ့ဒီမှာပဲမက်ဒီဆင်လို့ခေါ်တဲ့သူတို့လိုအသက်ရှင်ကျန်ရစ်နေတဲ့ကောင်မလေးတယောက်နဲ့တွေ့ခဲ့ပြီးကောင်မလေးကသူ့ဇွန်ဘီးတွေကိုကြောက်လို့ရေခဲတက်တာထဲမှာကြီးပုန်းနေခဲ့တာမို့အခုလိုလူသားတယောက်နဲ့ပထမဆုံးပြန်တွေ့ရတာဝမ်းသာတယ်ဆိုပြီးကိုလံဘက်ကိုဖတ်ပါတော့တယ် ဖတ်နေတော့မှာပဲတဲလာဟာစီပေါ်လာတာနဲ့ကိုလံဘတ်လည်းအချက်ပြေမိတ်ဆက်ပေးခဲ့ပြီနောက်ဆုံးမှာတော့သူတို့နေတဲ့တမနာရဲ့အိမ်တော်ကိုခေါ်သွားခဲ့တယ်။ကာမာလေးရဲ့ပုံစံကကြက်ပြက်ကရွံ့နိုင်တာမို့တဲလာဟာစီကတော့သဘောမကျပဲသူဘာလို့အသက်ရှင်နေတာလဲသိလားဆိုပြီးဇွန်မီတွေကလူရဲ့အုံနောက်ကိုပဲဖောက်စားကြတာမို့မက်ဒီဆင်မှာအုံနောက်မရှိလို့အသက်ရှင်နေတာပဲလို့ပြောပြီးမက်ဒီဆင်ကိုသူတို့နေတဲ့အိမ်ထိခေါ်လာခဲ့တဲ့အတွက်မကြိုက်တဲ့အကြောင်းပြောနေခဲ့တယ်။ အဲ့ဒီချိန်မှာပဲမက်ဒီဆင်ကသူတို့တီးတိုးပြောနေတဲ့စီကိုရောက်လာတာမို့ကိုလံဘတ်လည်းမက်ဒီဆင်ကိုတမနာကြီးနေခဲ့တဲ့အိတ်ခမ်းစီကိုလိုက်ပြမယ်ဆိုပြီးခေါ်သွားရတော့တယ်။အဲ့ဒီမှာပဲရေကဲတက်တာထဲမှာနေနေခဲ့ရလို့အချင်းငတ်နေတဲ့မက်ဒီဆင်နဲ့ကြီးစားနဲ့ပြက်ပြီးဟာလာဟင်းလင်းဖြစ်နေတဲ့ကိုလံဘတ်တို့နှစ်ယောက်တမနာရဲ့အိတ်ရပေါ်မှာနေကိစ္စလေးတချို့ဖြစ်သွားခဲ့ကြပါတယ်။ဒါတွေကိုအောက်မှာအိတ်နေရတဲ့တဲလာဟာစီကအတိုင်းသားကြားနေရလို့စိတ်ပြက်နေခဲ့ပြီးအဲ့ဒီမှာပဲအိမ်ထဲကနေဝုံတိုင်းပြစ်နေတဲ့အတန်ကြားတာနဲ့တဲလာဟာစီလည်းတနတ်တလက်ကင်ပြီးချက်ချင်းထလာခဲ့တယ်။ အဲ့ဒီမှာပဲမက်ဒီဆင်နဲ့ကိစ္စလုပ်နေတဲ့ကိုလံဘက်ကလည်းတဲလာဟာစီလိုပဲအတန်ကြားလိုက်တာမို့ဒါတလကိုင်မီခန်းထဲကနေထွက်လာပါတယ်သူတို့ကတော့ဇွန်ဘီလို့ထင်ပြီးအတန်လာတဲ့အခန်းစီကိုတနတ်ချိန်မီဝင်လာကြပေမဲ့မြင်လိုက်ရတဲ့သူကတော့ဇွန်ဘီမဟုတ်ပဲဝီချီတာဖြစ်နေတာကိုတွေ့လိုက်ရတယ်ဝီချီတာကသူပြန်လာတာမဟုတ်ပဲလက်နက်တွေလာယူတာပါလို့ပြောပြီးသူထွက်သွားခဲ့တဲ့တလအတွင်းမှာဖြစ်ပျက်ခဲ့တာတွေကိုပြန်ပြောပြတယ်အဲ့ဒါကတော့သူတို့လမ်းမှာလက်နက်ဆန့်ကျင်ရေးငြိမ်းချမ်းရေးတမဘာကလီနဲ့တွေ့ခဲ့ကြပြီးဘာကလီကိုသူတို့ကားပေါ်ခေါ်တင်ခဲ့ကြတယ် ိုင်နောက်မှာတော့ဘာဂလီနဲ့ Little Rock တို့နှစ်ယောက်ဖောင်းရင်လက်သွားကြပြီ Little Rock ကဝီချီတာကိုထားခဲ့လို့ဘာဂလီနဲ့အတူ Wasteland ဆိုတဲ့စီကိုထွက်သွားကြတယ်လို့ပြောတယ်အဲ့လိုပြောပြီးမှတော့ဇွန်မီတွေနဲ့တိုက်ခိုက်နေရတဲ့ကာလာကြီးမှာလန်နဆန့်ကျင်ရေးဝါရကိုလက်ကင်ထားတဲ့လူတွေကိုကြီးမရတဲ့တဲလာဟာစီတယောက်သူသမီးလေးလိုချစ်ခင်ရတဲ့ Little Rock ကမှအဲ့လိုလူကိုတဘောကျသွားတာကြောင့်စိတ်တွေတိုးနေခဲ့တော့တယ်ဝီချီတာကတော့ဇွန်မီတွေကြီးစိုးနေတဲ့မြို့မှာဘာလက်နမမပါပဲဂီတာလေးတစ်လက်ထဲနဲ့အခုလိုသွားနေတာကအနေအများလွန်းတာကြောင့် Little Rock ကိုစိတ်ပူနေခဲ့ပါတယ် အရာအပြင်ကိုမှသူတို့ခါတိုင်းတိုက်ခဲ့ဘူးတဲ့ဇွန်ဘီတွေနဲ့မတူတဲ့ T800 ဆိုတဲ့ဇွန်ဘီတွေပေါ်လာခဲ့ပြီအဲဒီဇွန်ဘီတွေကပုံမှန်ဇွန်ဘီတွေထက်ပိုပြီးတန်မာတယ်လို့ပိုပြီးလဲမြန်ဆန်လွန်းတာကြောင့်လူတွေကိုတောင်ပြတ်တက်နိုင်လောက်တဲ့အထိအားကောင်းပြီးအမဲလိုက်ခံရတဲ့ဒဏ်ကိုလည်းအတော်ကြီးခံနိုင်ရည်ရှိတယ်လို့ပြောပါတယ်ဒါကြောင့်ဂီတာတလန်းနဲ့မိုင်ယူရဲ့ဆန်ပြီးထွက်သွားတဲ့လစ်တက်ဘော်ကိုဝီချီတာတယောက်စိတ်ပူနေခဲ့တာကြောင့်ပြန်လိုက်ခေါ်ဖို့အတွက်သူတို့ထွက်သွားတယ်ဂရီလန်းကိုသွားမယ်လို့ပြောတော့ကိုလံဘတ်တို့နှစ်ယောက်ကလည်းသူတို့လဲလိုက်ခဲ့မယ်ဆိုပြီးဖြစ်သွားကြတယ် ဒါနဲ့ဝီချီတာက literal သူတို့စီကထွက်သွားတဲ့အကြောင်းရင်းတွေထဲမှာတဲလာဟာစီဆရာကြီးလောက်တာလဲပါတယ်လို့ပြောရတာနဲ့တဲလာဟာစီကဒီတစ်ခါတော့ literal လုံခြုံပြီဆိုတာနဲ့သူလဲသူလန်းသူဆက်ချောက်မယ်လို့ပြောပြီးထွက်သွားတယ်။ဒါကြောင့်ကိုလံဘတ်နဲ့ဝီချီတာတို့နှစ်ယောက်သာကြံ့နေခဲ့ပြီ။ဝီချီတာကသူလက်ထပ်ခွင့်တောင်းခံရပြီးထွက်ပြေးသွားတဲ့အတွက်ကိုလံဘတ်ကိုတောင်းပန်ပါတယ်ဆိုတဲ့စကားပြောနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာမှတိုက်တိုက်ဆိုင်ဆိုင် medicine ပေါ်လာပြီးကိုလံဘတ်ကိုအဲ့ရတဲ့ပြန်လာအောင်မှလာမေးတာနဲ့ဝီချီတာလဲလက်ထပ်ခွင့်တောင်းခံရတော့ကထပ်ပိုအံ့ဩသွားခဲ့ပြီ။ဘာစကားမှမပြောနိုင်လောက်အောင်ဆုံးသွားတော့တယ်။နောက်ရမနက်မှ ာတော့သူတို့တွေအထုပ်ပိုးကိုစီနဲ့ Little Rona ကို live ဖို့အတွက်အင်ဂျီတဲကနေထွက်လာကြပြီ Medicine ကလည်းသူတို့နဲ့အတူ live လာခဲ့ပါတယ်ကားပေါ်မှာတော့ Medicine ကကိုလံဘတ်ဝီချီတာကိုပူပိုးလောက်တော့ကပေးခဲ့တဲ့လက်ထက်လက်စွပ်ကြီးကိုဝတ်ထားတာမို့ကိုလံဘတ်ထောင်မျက်လုံးပြူးသွားခဲ့ရပြီ Medicine ကတော့အေးရဘေးကအန်ဆွဲထဲမှာတွေ့တာပါလို့ပြောတယ်တယ်လာဟာစီကတော့သူဒီကားကြီးကိုမောင်းနေရတာမကြိုက်တာမို့သူဘလူးကြီးကိုလွမ်းဆွတ်နေရတာနဲ့တည်းစကားဝင်မပြောပဲကားရီပြတ်နေတဲ့နေရာတစ်ခုရောက်မှာတော့ကားပေါ်ကနေဆင်းလိုက်ကြပြီသူမောင်းကျင်တဲ့ကားကိုရွေးဖို့မှန်ဘလူးကနေကြည့်လိုက်တယ် အဲ့ဒီမှာပဲဘတ်စကားတစ်စီးကိုတွေ့တာနဲ့တွားယူမယ်ဆိုပြီးလေးယောက်သားလက်နက်ကိုစီနဲ့ထွက်လာခဲ့ကြပြီးဘတ်စကားအနားရောက်မှာတော့မက်ဒီဆင်ကကားတကားကိုဖွင့်လိုက်တာမို့ကားတစ်စီးလုံးအတန်တွေမြည်လာတော့တယ်အဲ့ဒီခါမှာပဲအတန်ကြားတာနဲ့ဇွန်ဘီတွေအများကြီးပြေးထွက်လာကြတာမို့တဲလာဟာစီကစစ်ဆက်တဲ့ကအုံနှုံတာနိုင်လက်တပ်ပုံစံနဲ့တိုက်ခိုက်ကြမယ်ဆိုပြီးကိုလံဘတ်ကိုဘတ်စကားခေါမို့ပေါ်တက်ခိုင်းလို့အမြင့်ကနေဇွန်ဘီလာတဲ့လမ်းကြောင်းကိုပြော့ပြခိုင်းတယ် အဲ့နောက်တော့လေးဘက်လေးလံကလာတဲ့ဇွန်မီတိုင်းကိုကိုလံဘက်ပြောတဲ့ဓာရီလက်တံအတိုင်းအောက်ကလူတွေကပြစ်ကြရပြီဇွန်မီတက်တဲ့နေရာမှာကျွမ်းကျင်အစင်ရောက်နေပြီမို့အားလုံးအစင်ပြေပြေပဲတက်နိုင်နေကြပါတယ်အဲ့ဒီချိန်မှာပဲကိုလံဘက်ရှိတဲ့ကားခေါမှုပေါ်ကိုဇွန်မီတကောင်တက်လာခဲ့ပေမဲ့ကိုလံဘက်ကကြောပြီးထားတာမှမမြင်ပဲအောက်ကနေဝီချီတာလှမ်းအော်တော့မှမြင်သွားပြီးရှောင်းလိုက်ရာကနေဇွန်မီလက်အောက်ကိုပြုတ်ကျသွားခဲ့ပါတယ် ဘတ်စကားအောက်ကိုလည်းဇုံမီတကောင်ကသွားသွားပြီးဝင်လာရကနေမယ်ဒီဆင်ရဲ့ခြေထောက်ကိုကိုက်မဲ့အလုံးမှာတော့အပေါ်ကကိုလံဘက်ကတနနာနဲ့ပြစ်တက်လိုက်တာမို့မယ်ဒီဆင်လည်းသူ့တက်ကိုကဲတင်လို့ဆိုပြီးကိုလံဘက်ကိုကြွေသွားပြန်တယ်။အဲဒီမှာပဲအားလုံးပြီးပြီထင်ပြီးထွက်မဲ့အလုံးဇုံမီတကောင်ကမသေးပဲပြန်ရှင်လာတာနဲ့တဲလာဟာစီလည်းသူရှင်းလိုက်မယ်ဆိုပြီးတနနာနဲ့ပြစ်တယ်။ ဒါပေမဲ့လည်းဇွန်ဘီကပုံမှန်ဇွန်ဘီတွေလိုတစ်ချက်ပြည့်အောင်လည်းမသိပဲပူတန်မာတဲ့ TA100 ဇွန်ဘီအမျိုးအစားဖြစ်နေတာမို့တနက်နဲ့အချက်ပေါင်းများစွာပြစ်ခတ်ရလို့မလုံနိုင်တော့တာတော့တော်တော်ပြီးတယ်လာဟာစီစီကိုပဲပြစ်မှတ်ထားပြီးလာနေတာမို့တယ်လာဟာစီလည်းသူ့နားရောက်ခန့်ဒီမှာခေါင်းကိုဖဏန်းနဲ့တက်နေပြစ်လိုက်တယ်အဲ့တော့မှပဲအသက်ပြင်းတဲ့ဆိုမီလည်းတည်သွားခဲ့ပြီဒါကိုမျက်မြင်တွေ့လိုက်ရတော့ကိုလံဘတ်လည်းဂီတာတလတ်နဲ့အရေးဆုံးမီသွားနေတဲ့လစ်တက်ဘော့ကိုပို့ပြီးတောင်စိတ်ပူသွားတော့တယ် လစ်တဲဘော့ကတော့သူတို့စိတ်ပူတာတွေနဲ့ဆန့်ကျင်ဘက်အဖြစ်စိတ်လိုက်လေးဖွာရင်ကားလေးကိုမောင်းရင်းနဲ့ဘေးကဂီတာတီးပြီးတင်ဆက်နေတဲ့ဘာကလေးရဲ့ဖြော်ပြမှုကိုမကြီးမငွေပဲနားထောင်နေခဲ့ပါတယ်။ကိုလံဘတ်တို့လေးယောက်ကလည်းဇွန်မီနိုင်နေလောက်ပြီးသွားပြီးမှဘတ်ကားကိုယူပြီးခရီးထွက်မယ်လောက်ကမှနည်းနည်းလေးပဲမောင်းရသေးတော့ဘိန်းပေါက်သွားတာနဲ့ဆက်သွားလို့မရတော့ပဲလာတော့ကကားကိုပဲစီးပြီးခရီးဆက်ရပြန်ပါတယ်။တဲလာစီကတော့မီနီဗန်ကားကိုစီးရလို့တိတ်ကြိုက်ပုံမပေါ်ပေမဲ့လေမယ်ဒီဆင်နဲ့ဝီချီတာတို့နှစ်ယောက်ကတော့ကားနောက်ခံမှာမောက်တွေဆိုင်ကားလိုက်စီးနေကြတယ် ရုတ်တရက်ဆိုလို medicine တယောက်မျက်နှာကြီးတစ်ခုလုံးဖြူဖက်ဖြူရဖြစ်လာပြီးအန်ဂျင်လာလာနဲ့တဲလာဟာစီလည်းကားကိုရက်ပေးလိုက်ရတယ်။အဲ့တော့မှ medicine လည်းကားပေါ်ကနေဆင်းသွားပြီးအစာတွေကိုတလဟောပြန်အထုတ်နေတာမို့ကားပေါ်ကနေကြည့်နေကြတဲ့ဝီချီတာတို့ကဒါကဇွန်ဘီလက္ခဏာပဲမို့မကြခင် medicine တယောက်ဇွန်ဘီဖြစ်တော့မှာပဲဆိုပြီးကိုလံဘတ်ကိုလုံးဆရာရှိတာလောက်ဖို့ပြောတယ်။ဒါနဲ့ကိုလံဘတ်လည်းခေခေပူးတဲ့လူတယောက်ကိုမတတ်ချင်ပေမဲ့လည်းတနက်ကင်လို့ဆုံးဖြတ်ရခတ်တဲ့အလုပ်ကိုလုပ်ဖို့အတွက် medicine ရှိတဲ့စီကိုထွက်သွားပါတယ်။ အဲ့နောက်မှာတော့တနတ်ထန်စချက်ကိုကြားလိုက်ရပြီကိုလံဘတ်တယောက်ကားစီကိုပြန်ရောက်လာတာမို့အားလုံးကတော့ခက်ခဲတဲ့အလုပ်ကိုလုပ်ခဲ့ရတာပဲဆိုပြီးကိုလံဘတ်ကိုအားပေးခဲ့ကြတယ်အဲ့လိုကနေမှကားဆက်မောင်းလာခဲ့ပြီညဘက်ရောက်ချိန်မှာတော့သူတို့သွားချင်တဲ့ဂရီလန်ကိုရောက်လာခဲ့ကြပေမဲ့လေဂရီလန်ကပျက်စီးနေပြီဒီတက်ဘော့လည်းမရှိသလိုတဲလာဟာစီရဲ့ဘလူးကြီးလည်းမရှိတာမို့အားလုံးကလာရကြိုးမနှက်ဘူးဆိုပြီးစိတ်ပြတ်သွားကြတယ် ဒါပေမဲ့လည်းကားကိုရှေ့နာနည်းနည်းဆက်မောင်းလာကြရတာကနေမီးရောင်တွေအောက်မှာထိမ့်ထိမ့်လေးနေတဲ့အိမ်ဒီလုံးကိုတွေးလိုက်ရပြီအိမ်ရှိမှာတယ်လာဟာစီရဲ့ဘလူးကြီးပါတွေးလိုက်ရတာမို့သူတို့လည်းအဲ့ဒီမှာလစ်တက်ဘော့ရှိတယ်ဆိုပြီးဝမ်းသာသွားကြတယ်ဒါနဲ့အိမ်ထဲကိုအားလုံးတတိထားဝင်လာခဲ့ကြပြီလူစုခွဲလို့လစ်တဲဘော့ကိုရှာဖို့လောက်ကြရကနေတယ်လာဟာစီကပီယာနိုကိုတွေ့တာနဲ့လူမရှာဘဲပီယာနိုထိုင်တီးနေခဲ့တယ် အဲ့ဒီမှာပဲနီဗာဒါဆိုတဲ့မိန်းမတယောက်ပေါ်လာပြီးတယ်လာဟာစီရဲ့ပီယာနိုတီးနေတဲ့လက်တွေကိုပီယာနိုနဲ့ညှက်ရိုက်ချပြီးခေါင်းကိုလည်းနှုတ်ပုတ်နဲ့ရိုက်လိုက်တာမို့တယ်လာဟာစီလည်းလျှက်တစ်ပြက်တိုက်ခိုက်မှုတွေကိုပြန်မခုခံနိုင်ပဲလဲချသွားတာကြောင့်နီဗာဒါရဲ့တနတ်နဲ့ချိန်တာကိုခံလိုက်ရတယ်။အဲ့ဒီချိန်မှာပဲတနတ်ကိုစီကင်ထားတဲ့ဝီချီတာနဲ့ကိုလံဘတ်တို့နှစ်ယောက်လည်းဝင်လာတာနဲ့သူချိန်ကိုချိန်ဖြစ်ရင်ပြစ်ခတ်ချမှာဆိုတာနဲ့တယ်လာဟာစီကဝင်တားလိုက်ပြီးသူတို့ကလူလာရှာတာပါလို့လိုင်းကိစ္စကိုပြောပြလိုက်တယ်။ ဒါနဲ့နိဗာဒကလည်းတယ်လာဟာစီတို့လာရှာတဲ့လူကလွန်ခဲ့တဲ့နှစ်ရက်ကပဲဘေဘီလုံးဆိုတဲ့လက်နက်တွေမရှိတဲ့ငင်းငယ်ရဲ့အမျိုးကိုထွက်သွားကြတယ်လို့ပြောပြီးအိမ်ရှိမှာရပ်ထားတဲ့ကားကိုလည်းတောဆန်လို့ထားခဲ့ကြတာလို့ပြောပြတယ်။တကယ်လဲ Little Rock ကဘာကလေးနဲ့အတူဘေဘီလုံးမျိုးကိုထွက်သွားကြတာဖြစ်ပြီးသူတို့ကားရဲ့နောက်မှာဇွန်မီတွေအများကြီးလိုက်လာနေကြတာကိုတော့မသိကြပါဘူး။ မနက်မှာတော့သူတို့နှစ်ယောက်ဘေးဘီလုံးကိုယောက်သွားကြပြီတကားဆောင်ကလစ်တဲဘော့မှာပါလာတဲ့တနတ်ကိုမြင်တာနဲ့ထဲကိုဝင်ကြည့်တနတ်ယူခွင့်မပေးဘူးလို့ပြောတော့လစ်တဲဘော့လည်းတနတ်ကိုတကားဆောင်စီမှာပေးခဲ့ရတော့တယ်အဲနောက်တော့သူတို့တွေအထဲကိုဝင်လာခဲ့ကြပြီသူတို့ရဲ့တနတ်ကိုတော့မီးဘူးပေးလို့အရေးချိုပစ်လိုက်ကြရင်ငញ្ញမ်းရင်တင်ဂီတာဆွဲချိုးလုပ်ပေးလိုက်ကြတယ်တဖက်မှာလည်းတဲလာဟာစီနဲ့နီဗာဒါတို့ကအတူတူအိတ်နေကြတော့အိတ်ရှိမှရက်ထားတဲ့တဲလာဟာစီရဲ့ဘလူးကြီးကိုဘိန်းကြီးပိုင်ကတစီကတက်ကြိတ်လိုက်တာမို့တဲလာဟာစီလည်းစိတ်တူပြီးအိတ်ရှိကိုထွက်လာခဲ့တယ် ကားကိုတက်ကြိတ်လိုက်သူကတော့တခြားသူမဟုတ်ပဲသူတို့လိုဇွန်ဘီတွေကိုလိုက်ဖမ်းနေတယ်ဇွန်ဘီအမဲလိုက်သမားနှစ်ယောက်ဖြစ်နေပြီအမဲလိုက်မဲ့ဆိုပြီးထွက်သွားကမှာဘာလို့ဒီကိုပြန်ရောက်လာတာလဲလို့နီဗာဒါကမေးလိုက်တယ်ဒါနဲ့အဲ့လူနှစ်ယောက်ကလည်းသူတို့ TA100 ဇွန်ဘီအကြီးစားတွေနဲ့တွေ့ခဲ့လို့ပြန်လှည့်လာကြတာလို့ပြောရင်ကိုလံဘတ်တို့ကိုမြင်တာနဲ့တယောက်နဲ့တယောက်မိတ်ဆက်လိုက်ကြတယ်အဲ့နောက်အိမ်ထဲကိုဝင်လာကြရကလည်းနီဗာဒါဖျော်တိုက်တဲ့ကော့သေးလေးတောင်းနေကြတော့အိမ်ရှိမှာဝုံးဆိုတဲ့အတန်ကြားတာနဲ့သူတို့လည်းဘာလဲဟာဆိုပြီးအိမ်ရှိကိုထွက်ကြည့်ကြတယ် အဲ့မှာတော့အိမ်ပြင်ဘက်မှာ T800 ဇွန်ဘီတွေရောက်နေတာကိုတွေ့လိုက်ရတာမို့တယ်လာဟာစီလဲသူတို့ရှင်းလိုက်မယ်ဆိုပြီးထွက်သွားမယ်လို့ပြိုင်ကားမောင်းလာကြတဲ့လူမျိုးကသူတို့ခေါ်လာတဲ့ဇွန်ဘီတွေမို့သူတို့ပဲရှင်းမယ်ဆိုပြီးထွက်သွားကြတယ်အဲ့နောက်တော့ဇွန်ဘီတွေနဲ့အနီးကပ်တိုက်ခိုက်နေကြတာမို့ကိုလံဘက်ကသူတို့အစားရင်လေးမိတယ်လို့တွေးနေမိပါတယ်ဒါပေမဲ့လည်းနှစ်ယောက်လုံးအဆင်ပြေပြေနဲ့ပဲပြန်လာနိုင်ခဲ့တာမို့အားလုံးကချီးကျူးနေကြပြီသူတို့ကိုသူတို့လည်းစိတ်ကြီးဝင်နေကြပါတယ် အဲ့ဒီချိန်မှာမှဖြစ်ချင်တော့သူတို့တွေကလူတယောက်ရဲ့လက်မှာဇုံမီကရာကြီးကိုမြင်လိုက်ရတာမို့နိဗာဒကအလကရာကြီးကဘာဖြစ်တာလဲလို့မေးတာနဲ့အဲ့ဒီလူကလည်းလန့်သွားပြီသူဇုံမီကိုက်ခံရတာတိမာဆိုးတာနဲ့ဒီတိုင်းတတူးထိုးရတာပါလို့ပြန်ဖြေတယ်။ဒါပေမဲ့လည်းချက်ချင်းဆိုသလိုမျက်နှာမူရာတွေကပြောင်းလာတာမို့သူနဲ့အတူပါလာတဲ့လူငယ်လေးကအဲ့လူတော့အကူခံရပြီထင်တယ်လို့ပြောတာနဲ့အဲ့လူကလည်းလူငယ်လေးကိုမင်းကမှတိုက်ခိုက်တော့ကအများကြီးအကိုက်ခံထားရတာလေလို့ပြန်ဖို့ပြီးလိုက်တယ်။ အဲ့လိုကနေမှနှစ်ယောက်စလုံးဇွန်ဘီကြိုက်ခံရတဲ့ကိစ္စကိုအချင်းချင်းပြန်ဖော်တာနဲ့တင်ပေါ်ကုန်ကြပြီနောက်ဆုံးမှာတော့သူတို့လည်းဇွန်ဘီတစ်ကောင်လိုပုံစံပြောင်းသွားခဲ့တော့တယ်အဲ့နောက်မှာတော့ဇွန်ဘီဖြစ်သွားတဲ့ဇွန်ဘီအမဲလိုက်သမားနှစ်ယောက်လည်းတဲလာဟာစီနဲ့ကိုလံဘတ်တို့နှစ်ယောက်ကိုတိုက်ခတ်ရတာကနေကိုလံဘတ်တို့လည်းရှောင်းရင်တဲရင်ပြန်တိုက်ခတ်ကြရတာမို့အင်ကြီးတစ်ခုလုံးဝေယုံသုံးပါးတွေဖြစ်ကုန်ပြီဝီချီတာနဲ့နီဘာဒါတို့တောင်အငိမ့်မနေရပဲဝင်ကူပြီးတိုက်ခတ်ရပါတယ် ောက်ဆုံးမှာတော့နီဘာနာရဲ့တနတ်ကြည်အောင်မှာတေကုန်ကြပြီဇွန်ဘီနှစ်ပန်းလုံးပွဲလေးရာလည်းပြီးသွားတာမို့ကိုလံဘတ်တို့လည်းခྱི་ထက်ဆက်ကြဖို့အတွက်အင်ကြီးတဲကနေထွက်လာကြတယ်အပြန်ခྱི་မှာတော့တန်ရောစင်တွေ့စရာနီဘာနာပို့လာတာမို့ကိုလံဘတ်ကနီဘာနာကိုပါသူတို့ခྱི་စင်တွေ့ခေါ်ခဲ့ပါလားလို့ပြောပေမဲ့နီဘာနာကသူတို့ကိုနှုတ်ဆက်လိုက်တာမို့တယ်လာဟာစီလည်းနီဘာနာကိုထားခဲ့ပြီးထွက်လာခဲ့ကြတော့တယ်ထွက်လာတဲ့အခါမှာတော့သူ့ရဲ့ဘလူးကြီးကပြိုင်ကားကြိတ်ခံရတာနဲ့မလုံလောက်ပဲပြိုင်ကားကိုရွှေ့ရကနေပါစုပ်ပြတ်တက်သွားတာမို့ဘလူးကြီးကိုထားခဲ့ရပြီးစီးလာခဲ့တဲ့မီနီဗန်ကားလေးနဲ့ပဲခီးဆက်လာရပါတယ် အဲ့ဒီအချိန်လမ်းမှာရေခဲမုတ်ကားမောင်းနေတယ်။မက်ဒီဆင်ကိုပြန်တွေ့ရတာမို့ဝီချီတာလည်းသူမဘလို့အသက်ရှင်နေတာလဲဆိုပြီးအံ့ဩသွားခဲ့တယ်။မက်ဒီဆင်ကလည်းသူတို့ကိုပြန်တွေ့တာနဲ့ဝမ်းသာလုံးဆုတ်သွားပြီးသူမရဲ့ရေခဲမုတ်ကားကိုထားခဲ့လို့ကိုလံဘတ်တို့ကားနဲ့ပဲလိုက်လာခဲ့တော့တယ်။ အဲ့ဒီတော့မှမက်ဒီဆင်ကဇွန်ဘီဖြစ်သွားတာမဟုတ်ပဲကားပေါ်မှာဝီချီတာကျွေးတဲ့အခွန်မှာမုန်းနဲ့မတဲလို့အလက်ဂျစ်ဖြစ်ပြီးအန်နာဖြစ်ကြောင်းနဲ့ကိုလံဘက်ကလည်းသူ့ကောင်းကိုကြော်ပြီးတနတ်နဲ့ပြစ်ခဲ့တာမို့အခုလိုတတ်ရှင်ခဲ့တယ်လို့ပြောပြတယ်။အဲ့လိုကနေမှသူတို့တွေကားကိုတယောက်တစ်လက်စီမောင်းကြပြီးနောက်ဆုံးမှတော့ဘေဘီလုံစီကိုရောက်လာကြပါတယ်။ရောက်ရောက်ချင်းမှာပဲတယ်လာဟာစီကသူ့မုန်းနေတဲ့မီနီဗန်ကားလေးကိုလက်ပြုံနဲ့ဖောက်ခွဲပြီးစိတ်ဖြည့်လိုက်ပါတယ်။ ဘေဘီလုံရဲ့ထုံးစံအတိုင်းလက်နက်တွေအသေးမခံပဲပါလာတဲ့လက်နက်တွေကိုလည်းအေးချိုပစ်တာမို့သူတို့တပ်တွေလက်တရောကိုတွေးချင်တာတခုတည်းအတွက်နဲ့ပဲသူတို့မှပါလာတဲ့လက်နက်တွေကိုထားပစ်ခဲ့ကြပြီကားပေါ်မှာလည်းနေလို့မရတော့တာမို့ဝင်လာခဲ့ရတော့တယ်အထဲကိုရောက်တော့လက်တရောကသူနဲ့ရွယ်သူတငယ်ချင်းတွေနဲ့တချင်းလေးတညင်းကြီးလှုပ်ရင်ပျော်နေတာကိုတွေ့လိုက်ရပါတယ်လက်တရောကလည်းသူတို့ကိုမြင်တာနဲ့ဝမ်းသာသွားခဲ့ပြီတယ်လာဟာစီကလည်းသူ့စကားအတိုင်းလက်တရောလုံခြုံတာကိုမြင်ရပြီဆိုတော့သူထွက်သွားတော့မယ်ဆိုပြီးအားလုံးကိုနှုတ်ဆက်လိုက်တယ် ိုက်နောက်တော့သူလဲဘေဘီလုံကနေတချင်းလေးညီရင်ကားနဲ့ထွက်သွားခဲ့လို့မမြင်မကန်းတဲ့ဇွန်ဘီတကောင်ဝင်တိုက်မိပါတယ်အရင်မှာတော့ဇွန်ဘီကသူ့ကိုရန်လုံဖို့တောင်မအားပဲဘေဘီလုံဘက်ကိုပြေးသွားတာမို့သူလဲဒီဇွန်ဘီက T800 ဖြစ်နေတာမို့စိုးရိမ်သွားခဲ့ပြီးဇွန်ဘီသွားတဲ့နေရာကိုကြည့်လိုက်တော့ဇွန်ဘီတွေအုပ်လိုက်ကြည့်ဘေဘီလုံဘက်ကိုပြေးသွားတာကိုတွေ့လိုက်ရတယ်။ဒါနဲ့သူလဲဘေဘီလုံမှာရှိနေတဲ့သူ့ပေါ်တာတွေကိုစိတ်ပူသွားပြီးကားကိုပြန်ကွေ့လို့ဘေဘီလုံစီကိုအမြန်မောင်းလာခဲ့တယ်။ ဘေဘီလုံနဲ့ကိုသူပြန်ရောက်လာတာပေါ့ကိုလံဘတ်တို့တွေအော်နေခဲ့ကြပြီမဲ့လေတဲလာဟာစီကတော့ T800 ဆုံးပြီးတွေဒီကိုအများကြီးလာနေကြပြီဆိုတဲ့အကြောင်းနဲ့တကယ်ပဲတနတ်တွေကိုအရေးကြိုပြစ်လိုက်ကြတာလားလို့မေးလိုက်တယ်ဒါနဲ့သူတို့ဝိုင်းမှာရှိနေတဲ့နေခံတယောက်ကလဲဘင်းမှာဆွဲထားတဲ့ငင်းငင်းရေးတင်ဂီတာဆွဲကြိုးလေးကိုပြလို့သူတို့တကယ်အရေးကြိုပြစ်လိုက်ပြီလို့ပြန်ပြောတယ်ဒါကြောင့်တဲလာဟာစီလဲတနတ်မရှိပဲဆိုမီးတွေကိုဘလို့တိုက်ခိုက်ရမလဲဆိုတဲ့အကြံကိုထုတ်နေရင်နောက်ဆုံးမှာတော့အကြံရသွားတာနဲ့သူ့အကြံနိုင်လိုက်လို့ဖို့အားလုံးကိုပြောလိုက်တယ် အဲ့လိုကနေမှာသူတို့တက်တွေဓာတ်ဆီတွေထည့်ထားတဲ့စီပိုင်းကြီးတစ်ခုကိုယူလိုက်ကြပြီရေပိုက်တွေနဲ့စီပိုင်းကြီးကိုချိတ်လို့အပေါ်မှာကာထားတဲ့အကာတွေကိုလည်းဖြုတ်လိုက်ပြီငញ្ញမ်းရေးတင်ခေတာဆွဲကြိုးပုံစံအတိုင်းအဝိုင်းကြီးကိုအလဲတက်တက်မှထားလိုက်ပြီဇွန်ဘီတွေကိုအဲ့ညာကိုမြားခေါ်လိုက်တယ်အဲ့ဒီချိန်မှာပဲမိဘတစ်ခုကိုလွှတ်လိုက်တာမို့သူတို့တက်တွေလည်းဇွန်ဘီတွေလာပြီဆိုတာကိုသိလိုက်ကြပြီလက်ထဲမှာခြင်ထားတဲ့ဒုတ်တွေကိုမီးညှိလို့စီပိုင်းနဲ့ချိတ်ထားတဲ့ပိုက်တွေကိုမီးရှို့လိုက်ကြတယ်အဲ့နော်သူတို့လည်းတတ်မှတ်ထားတဲ့နေရာမှာနေလိုက်ကြပြီသူတို့ကြံစီတိုင်းဇွန်ဘီတွေအများကြီးဝင်လာလို့စီပိုင်းလည်းပောက်ကွဲသွားတာမျိုးပျော်နေကြတယ် ဒါပေမဲ့လည်းအကြမ်းတမ်းခံတဲ့ T800 ဇွန်ဘီတွေဖြစ်နေတာမို့ဇွန်ဘီတွေအများကြီးကြံနေသေးပြီသူတို့ကိုတိုက်ခိုက်ဖို့အတွက်ပြေးလာကြတယ်သူတို့လည်းလာသမားဇွန်ဘီတိုင်းကိုပြန်တိုက်ခိုက်ပေမဲ့လည်းနန်းနိုင်အင်အားမတားသလိုဇွန်ဘီအင်အားကလည်းသူတို့ထက်အရန်များနေတာပေါ့သူတို့တွေတိုက်လို့မနိုင်ဘူးဆိုတာကိုသိသွားကြပြီအရှုံးပေးဖို့အတွက်စိတ်ကိုအစင်သင့်ပြင်ထားလို့တယောက်ကိုတယောက်ပွေဖက်လိုက်ကြတယ်အဲ့ဒီချိန်မှာပဲနီဘာဒါကပြန်ကားကြီးကိုဒရက်ဂျမ်းမောင်းလာပြီးဇွန်ဘီတွေကိုကားနဲ့ကြိတ်လို့သူတို့စီကိုရောက်လာတာမို့သူတို့လည်းမတည်တော်ဘူးဆိုပြီးဝမ်းသာသွားကြပြီနီဘာဒါရဲ့ကားပေါ်အားလုံးခုန်တက်လိုက်ကြတယ် ဲ့လိုကနေမှာကားကိုဗျံပရာတွေမောင်းလို့ဒါသမ ्या စုံမီတွေကိုကားနဲ့တကြိတ်နေပြင်မဲ့လေနောက်ဆုံးမှာတော့ကားမောင်းတာအချိန်လို့မီကားမောက်သွားခဲ့တော့တယ်ဒါကြောင့်ကားပေါ်ကနေ9ရောက်စလုံးပြန်ဆင်းလိုက်ကြရပြီအဲ့ဒါကိုတောင်မှမသိသေးတဲ့စုံမီတွေရှိနေသေးတာမို့သူတို့လည်းဘာလုပ်ရမယ်ဆိုတာမသိဖြစ်နေကြတယ်ဒါနဲ့အစာဥပ္ပတ်ပြေးတက်မဲ့အလုံးစုံမီတွေကပိတ်ဆောက်နေတာနဲ့ကြံရမရဖြစ်နေတော့မက်ဒီဆင်ဥဆောင်တဲ့အစာဥပ္ပတ်ကအဖွဲ့ကပစ္စည်းတွေပြစ်ချပြီးစုံမီတွေကိုရှင်းပြဖို့ကူညီပေးကြတယ် အဲ့နောက်မှာတော့သူတို့တပ်တွေအပေါ်ဓာတ်စီကိုလှေကားကနေတဆင်ထွက်ပြေးလာခဲ့ကြပြီလမ်းမှာလဲဆိုမီးတွေကသူတို့လိုပဲလှေကားကိုတုံးပြီးလိုက်လာကြတာမို့တဲလာဟာစီကသူ့လူတွေကိုရှေ့ကသွားခိုင်းပြီးအနောက်ကနေသူကပြန်တိုက်ခိုက်ရင်တက်လာခဲ့ပါတယ်အပေါ်ကိုရောက်တော့အားလုံးကအကာအကွယ်တွေနဲ့ဇွန်ဘီတွေကိုဘေးကနေကာထားလိုက်ကြပြီတဲလာဟာစီကတော့ဇွန်ဘီတွေကိုအောက်ပြုတ်ကြသွားအဆုံဖျားထိမြားခေါ်သွားခဲ့ပါတယ်သူကတော့အပေါ်ကချိတ်ထားတဲ့တန်ကြိတ်တစ်ခုကိုလှမ်းဆွဲထားလိုက်တာမို့အနောက်ကလိုက်လာတဲ့ဇွန်ဘီတွေကတော့အချိန်မထိန်းနိုင်မှအောက်ကိုတဖုံဖုံနဲ့ပြုတ်ကြကုန်တယ် ဇွန်မီတွေအများကြီးပြုတ်ကျသွားပေမဲ့လေဇွန်မီတစ်ကောင်ကတော့တယ်လာဟာစီရဲ့ခြေထောက်ကိုလှမ်းဖက်ထားတာမို့တယ်လာဟာစီလည်းသူ့အောက်ကိုပြုတ်ကျတော့မယ်ဆိုပြီးပေါ်မှာရှိနေတဲ့လူတွေကိုတခုခုလော်အောင်လို့လှမ်းပြော်တယ်။ဒါနဲ့ Little Rock က Christmas နေ့တုန်းကတယ်လာဟာစီလက်ဆောင်ပေးခဲ့တဲ့ pistol ကိုသတိရသွားပြီးအဲ့ဒီ pistol နဲ့ပဲခြေထောက်မှာတွေ့ကပ်နေတဲ့ zombie ကိုအောက်ပြုတ်ကျသွားအောင်ပစ်တက်လိုက်ပါတယ်။ ိုင်နောက်တော့ဆိုမီကင်းရှင်းသွားတာနဲ့တန်လန်းဖြစ်နေတဲ့တဲလာဟာစီကိုအပေါ်ကိုပြန်ဆွဲတင်ဖို့အတွက်သူတို့တပ်တွေတယောက်လက်ကိုတယောက်ကင်ထားလိုက်ကြပြီးတဲလာဟာစီကိုဒီဘက်ရအောင်ပြန်ဆွဲယူလိုက်ကြတယ်ဒီလိုနဲ့တဲလာဟာစီတယောက်အပေါ်ကိုပြန်ရောက်လာခဲ့ပြီးတနတ်ကိုတင်ထားတယ်နော်လို့ပြောတာနဲ့လစ်တဲဘော့ကလည်းသူအကြိုက်ဆုံးခရစ်မတ်လက်ဆောင်ကိုဘယ်လိုအဆုံးရှုံးခံမလဲလို့ပြန်ပြောလိုက်တယ် ီလိုနဲ့သူတို့ဓာတ်တွေငញ្ញိုင်းရေးနိုင်မြေမှာပြန်ပြီးငញ្ញိုင်းရေးရသွားခဲ့ကြတယ်လို့ကိုလံပန်းရဲ့ပရိုပိုးလုပ်တာကိုလည်းဝီချီတာကကောင်းချိန်ပြီးလက်ခံလိုက်ပါတယ်ဒီတစ်ခါမှာတော့လူချမ်းကြီးတယ်လာဟာစီလည်းသူ့ရဲ့အကျန်းစားဆော်လေးနီဘာဒါကိုမားလာခဲ့ပြီးသူတို့၅ယောက်လည်းသူတို့မိသားစုရှိတဲ့နေရာတိုင်းကအိမ်မဲလို့တွေးရင်ကာလီမောင်မီဘေဘီလုံမျိုးလေးကနေထွက်လာကြပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်